ရှင်ဖုရားတပည့်တော်မမိဂုံးမိလျှောက်ခွင့်ပြုပါဖုရားတော်ရဆောက်တီယဟန်တပါးဟာအဘတ်တစ်ခုခုကိုကျူးလွန်မိလို့အဲ့ဒီအဘတ်ဖြေဖို့တခြားယဟန်တွေမရှိပါကအဲ့ဒီအဘတ်ကိုဘယ်လိုဖျားမလဲလို့ဝန်းထားပါရဲ့ဖုရားတော်ရမှာတခါတည်းရန်တပါးတော်ရဆောက်တီနေတာအဘတ်တင်သွားတယ်ပေါ့ စာပေမှာတော့ဂရုကအဘတ်လို့ခေါ်တာပေါ့နော်တန်ခါတေးတေးလို့ပါလို့သင်တယ်အဲတခြားအဘတ်တွေလည်းသင်နိုင်တယ်ပေါ့အဲဆိုလို့ရှိရင်ကိုကလည်းပဲတရားလည်းအာထုလက်ဆာဖြစ်နေတယ်နီးနာမှာယဟန်လည်းမရှိဘူးဆိုရင်ယဟန်တစ်ပါးပါးလာရင်ငါဒီအဘတ်ကိုဒေသနာကြမယ်လို့နှလုံးသွင်းရတယ်ဒါဆိုရင်မတားဖို့တာမဖြစ်ဘူးတဲ့နော်အဲ့တော့ဖုံးလိုက်ရလည်းမရဘူးတဲ့နော်ယဟန်တစ်ပါးပါးလာလို့ရှိရင်ဒါငါဒီအဘတ်ကိုဒေသနာကြမယ်ဒါမှမဟုတ်ရင်လည်း အချိန်တစ်ခုရောက်လို့ရှိရင်ငါသွားပြီးတော့ယဟန်နေရှိတဲ့စီမှာသွားပြီးဒီအဘက်ကိုဒေသနာကြမယ်အဘက်ဖြစ်မယ်ဆိုရင်လည်းရပါတယ်တဲ့နော်ဒါတော့တဲ့မှာတွဲဆောက်တည်နေတဲ့ရဟန်းတော်တွေအတွက်အဲမြတ်စွာဘုရားပေးထားတဲ့နိလန်ပေါ့နော်